ားမယ်တိုင်းပြည်ဘေးဒုက္ခကြုံရချိန်တိုင်းမှာမယောင်ယာစီလူးလုံနေတာကိုအမြဲလိုလိုတွေ့ရတဲ့အာနာသိန်းစစ်ကောင်းဆောင်ဟာ ဒီတစ်ခေါက်မှာတော့ငလင်တန်တဲ့နေရာတွေကနေပြည်တော်နဲ့မန္တလေးကိုကွင်းစင်းကြည့်ရှုမှုတွေလုပ်ပြခဲ့ပါတယ်။ဒါပေမဲ့လည်းသူသွားကြည့်ခဲ့တဲ့နေရာတွေကအဆောက်အုံပြက်တွေအောက်မှာပိတ်မိနေတဲ့ပြည်သူတွေရဲ့အသက်ကိုတော့ထိထိရောက်ရောက်မကယ်တင်နိုင်ပဲလူလုံးပြတပ်ပုံရိုက်ခတ်နေသူတရုတ်ဆောင်နေသူဆိုပြီးနေပြည်တော်ဝန်ထမ်းတန်းရကစစ်ကောင်စီဝန်ထမ်းတွေရေပြင်ကယ်ဆယ်ရေးအဖွဲ့တွေနဲ့အရက်သားတွေကပြောပြနေကြပါတယ်။ 嗯，这个吧，离过年了都没去，从这回就被你看了嘛，不是的哈。然后那回就不是你他都会听嘛嘛，哦，第四他们把我开呗，别又开了嘛，第四要听了会不？嗯，两百大就两千百大就有。ဒီအော်အော်ဒီမြေကျောင်းဝိုင်းအိမ်လေးကိုဒီကဲတဲ့နော်ဒီခင်မာသူရှင်နေတော့ဒီဗန်နိုင်ပိတ်တာမျိုးအဲ့လောက်တော့တော့ယူပေးတာနေတာတော့တော့မှာပဲရှိရဲ့ တန်တီနာနာလဲဟိုဒီမလေးနဲ့တော့ခတဲ့ရဟိုသီရနဲ့တည်းကပူပူများလာတယ်ဖြစ်သူပြောတာတကယ်ချမ်းပြောတာမန္တလေးနဲ့စကိုင်းအနီးဗဟိုပြုပြီးလှုပ်ခတ်ခဲ့တဲ့အင်အား9တက်သမ9အဆင့်ရှိအင်အားပြင်းငလင်ကြောင့်မန္တလေးစကိုင်းနေပြည်တော်နဲ့ရှမ်းပြည်နယ်တို့မှာထိခိုက်ပျက်စီးမှုတွေများပြားခဲ့ပါတယ်။အဆောက်အအုံပြိုကျမှုများပြားခဲ့တဲ့အတွက်အဲ့ဒီအဆောက်အအုံအပျက်စီးတွေအောက်မှာ စစ်ကောင်စီဝန်ထမ်းတွေနဲ့ပြည်သူတွေပိတ်မိနေခဲ့ကြပါတယ်။ဒီထဲမှာအချိန်မီကဲထုတ်မပေးနိုင်လို့အသက်ဆုံးရှုံးရသူတွေလည်းရှိနေပါတယ်။ကမ္ဘာနိုင်ငံပေါင်း145နိုင်ငံရဲ့စီးအင်အားတွေကိုနှိုင်းယှဉ်ထုတ်ပြန်တဲ့ Global Firepower GFP ရဲ့2025ခုနှစ်အဆင့်သတ်မှတ်ချက်အရကမ္ဘာအဆင့်39အရှိတောင်အာရှအာဆီယံနိုင်ငံတွေထဲမှာအဆင့်5ရှိတဲ့မြန်မာစစ်တပ်ဟာနလင်ကြောင့်ပိတ်မိနေသူတွေကိုဝင်ရောက်ကူညီခြင်းမရှိခဲ့လို့ဝေဖန်မှုတွေခံနေရပါတယ်။လူမှုကွန်ရက်ပေါ်မှာပြန့်နှံ့လာတဲ့ရုပ်တံမှတ်တမ်းတချို့မှာလည်းစစ်တပ်ရဲ့ရဲတပ်ဖွဲ့ဝင်တွေဟာအဆောက်အုံပြက်တွေအောင်ပိတ်မိနေတဲ့ပြည်သူတွေကိုကယ်ဆယ်ကူညီရမယ်စာမန္တလေးကျုံးနဲ့ဖះဆောင်နှန်းက ပြိုပြက်နေတဲ့အုပ်ပုံတွေကိုရှင်းလင်းနေတာကြောင့်မြေရသူတွေကိုဒေါသထွက်เสียဖြစ်စေခဲ့ပါတယ်မရောက်သေးဘူးသူကြင်ကြီးတော့မိတော့ဟိုဝင်းနေတယ်လေဟိုပလီဝင်းနေတယ်လေဆိုတော့သိရမလားသူကလည်းတအားပေးတာပလီတွေပြိုတော့လေ ိရောက်တော့ဘာမှမရှိဘူးဒီကျုံးမေးလာပြီးတော့ဒီနဲ့ကျုံးမေးကလူသားများလို့ကျုံးမေးကိုလာတာရေတောက်ရောက်ွက်ထဲမှာတောက်เสียမရှိဘူးဟွာဘောကွာဦးဆက်ဆက်ရမီးတို့ရေတို့ဒုက္ခတာရောက်တယ်လူတွေကတော့ဆယ်တုံးရှိသေးတယ်မရသေးဘူးခုခုနဲ့ရောက်နေပြီကြံသေးတာတွေအများကြီးပဲမီးတို့ရမှာငလင်ကူညီကယ်ဆယ်ရေးကိုထိထိရောက်ရောက်မလုံဆောင်နိုင်ပေမဲ့စစ်ကောင်းဆောင်ဟာငလင်ကယ်ဆယ်ရေးအတွက်နေမနာညမှာလုံဆောင်နေပါတယ်လို့ ဝါရပြန်မီဒီယာတွေမှာအကြိမ်ကြိမ်ပြောပြနေခဲ့တာပါအိန္ဒိယပါကစ္စတန်နဲ့အာဆီယံဝန်ကြီးချုပ်တို့နဲ့ဖုံးဆက်သွယ်ပြောဆိုခဲ့ရမှုကိုလည်းဝါရပြန်မီဒီယာတွေမှာထုတ်လွှင့်ပြသပြီးနိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်မှုရှိနေကြောင်းထုတ်ဖော်ပြသခဲ့ပါသေးတယ်ဟိုကျဲဖြုတ်ခဲ့တဲ့မန္တလေးမြို့ကိုကျွန်တော်ရောက်နေပါတယ်အသေးဆုံးနဲ့ဒီလက်ရှိပေါ့တထောင်နဲ့နှစ်ယောက်ရှိပါတယ်ဒဏ်ရာရတာလည်း2400လောက်ရှိပါတယ်ပျောက်တဲ့လူတွေလည်းရှိနေပါသေးတယ်အဲ့တိတ်တိတ်ကြားထဲမှာ ဒီလိုငလင်ကာလစစ်ကောင်းဆောင်ရဲ့လုံဆောင်ချက်တွေနဲ့ပတ်သက်ပြီးချီးကျူးထားတာပါဝင်တဲ့နင်လာရဲ့ငလင်ဆိုတဲ့ကြံပြတဲ့ပုဒ်ကိုလည်း AB လာ၂ရက်နေ့ထုတ်မြမအလင်းသတင်းစာမှာထည့်သွင်းဖော်ပြခဲ့ပါတယ်။ဗရပြမီဒီယာမှာကုညီကယ်ဆယ်ရေးအတွက်အာဂျိုမန်တက် ပြောဆိုတဲ့စစ်ကောင်းဆောင်ဟာလက်တွေ့မှာတော့သူတို့အတွက်အရေးကြီးတဲ့နေပြည်တော်ကောင်စီနေမီတွေကထိခိုက်ပျက်စီးတဲ့ရုံးတွေဝန်ထမ်းအင်အားတွေကိုတောင်ကုညီကယ်ဆယ်ရေးတွေအလုံးလောက်ပြီးခဲ့တာမရှိပါဘူး။အပေါ်ရရလောက်ပဲလို့ပြောရသူက ခဲတဲ့ဝင်မလို့မပြောအဲ့ဒါကုညီကွေးကလေးလေမော်အောင်ဝတ်ဆောင်နေတဲ့အဖွဲတစ်ဖွဲ့ပဲကြည့်တယ်။အဲ့ဤကနေဆောင်ဟိုဟိုအဲ့လိုဟိုတစ်ခါလုံးကြောင်းနေဟိုအလုံးအများကြီးကျူတယ်လို့နေရာမြို့မှာတော့အဲ့လိုကုညီကွေးကလေးဖွဲ့တစ်ဖွဲ့ပဲကြည့်တယ်။ဒီကောင်းနေအပေါ်ရလောက်ပဲပူရကြည့်တယ်တနက်ကြီးတခါကနေဟိုနေရာအင်းအားတွေနဲ့ဒီနေရာအင်းအားတွေပြန်လာအဲ့ဒါပဲလုပ်နေတာ။သမင်းတော့ဝေရလို့လို့ရေးဝေရလို့လို့နဲ့ ပိမိလိုတည်ဆုံးသွားရတဲ့မိသားစုဝင်တွေရဲ့လူမှုကွန်ရက်စာမျက်နှာတွေမှာမျှဝေမှုတွေနဲ့မြေပြင်အခြေအနေသိရှိသူတွေရဲ့ပြောပြချက်တွေအရတည်ဆုံးမှုတွေဟာကယ်ဆယ်ရေးထိထိရောက်ရောက်မရလို့အသက်မဆုံးရှုံးသင့်ပဲဆုံးရှုံးခဲကြရတာတွေအများအပြားရှိတယ်လို့ညှိတွားကြပါတယ်စစ်ကောင်စီထုတ်ပြန်ထားတဲ့အချက်အလက်တွေအရပဲငလင်တန်ရောက်တည်ဆုံးမှုစင်းကိုကြည့်မယ်ဆိုရင်ဧပြီလ3ရက်နေ့ညနေပိုင်းမှာတော့3145ဦးအထိရှိလာလို့ငလင်ကြောက်တည်ဆုံးမှုကထောင်ထဲချီမြင့်တက်ခဲ့တာကိုတွေ့နိုင်ပါတယ် ်မတော်တာအောင်စို့မောင်နေလေးမောင်မမခင်မဒီသာတို့သည်ချောင်းနဲ့လုံးဝမသက်ဆိုင်တော့ကြောင်းလိမ့်ပြန်ပါသည်ဒါဟာကယ်ဆယ်ရေးဘွဲ့ရောက်ရှိတဲ့နေရာတွေကအချက်လက်တွေပဲရှိနေသေးပြီးမရောက်ရှိနိုင်သေးတဲ့နေရာတွေကအချက်အလက်တွေနဲ့ပေါင်းရင်ဒီထက်များလာအောင်မှာဖြစ်ပါတယ်။ငလင်းကယ်ဆယ်ရေးအတွက်နိုင်ငံတော်ဘဏ္ဍာငွေတွေက7ဘီလီယံ900မတ်တီထားသလို နိုင်ငံတကာနဲ့အရက်ဖက်လူမှုအဖွဲ့အစည်းတွေစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ပြည်သူလူထုရဲ့လှူဒန်းငွေအများအပြားကိုရရှိနေပေမဲ့စစ်ကောင်စီကငလင်ကယ်ဆယ်ရေးအတွက် ထိထိရောက်ရောက်အသုံးပြတာမတွေ့ရဘူးလို့မြေပြင်ကယ်ဆယ်ရေးအဖွဲ့တွေကပြောပါတယ်။ငလင်သင့်ဒေသတွေမှာနိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေမိသက်လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ပြည်သူတွေကရသလောက်ကူညီကြတာကိုတွေ့ရပါတယ်။ဒါပေမဲ့လူဝင်အားနှိပညာသုံးစက္ကရိယာနဲ့စက်ရန်တရားတွေမလုံလောက်လို့ ကယ်ဆယ်ရေးမလုပ်နိုင်တဲ့နေရာတွေလည်းအများအပြားရှိနေပါသေးတယ်။အားမရတော့ဘူး။ဆဲတယ်။ဘဝလည်းအချိန်ခံဖို့ကြွာလာတယ်။လိုအပ်တဲ့လိုဆက်ကြည့်ရပစ္စည်းတွေပါရှိရင်တော့ပို့ပြီးတော့သူကြီးအားလုံးနိုင်တယ်လို့တော့ထင်ပါတယ်ခင်ဗျ။ဟုတ်ဟုတ် အဓိကအဲ့လိုမြင်နေရတာဆိုကဲထုတ်ဖို့ဆိုကတ္တာတို့ဘာလို့လိုတာပေါ့ခင်ဗျာဒီစစ်ကတ္တာတို့ဘာလို့အဲ့ဒီလိုလဲဘာဝါယူနစ်တွေလိုတယ်ခင်ဗျာဟုတ်ကဲ့ဟုတ်ကဲ့လက်နေမှာအကြံကြာရှိရတယ်တခါကြီးကအခက်မပြေမမနိုင်တဲ့အရာအဝတ်ထည်ရှိမှာပဲလေအဲ့လိုမျိုးကတော့အခက်ခဲရလို့ရှိရပဲဒါတော့ကိုပြောလို့မရဘူးတဏညာနဲ့တဏညာတရားနဲ့တရားအခက်ခဲမတူဘူးပြနေပြီးမှမဖြစ်ပေါ်လာတဲ့အခြေအနေနဲ့ဖြစ်ပေါ်နေတဲ့အနေအထားကိုကြည့်ပြီးတော့လှူရှာရပြီးခင်ဗျာဟုတ်ပါ ဆရာနာရှင်တွေဟာတိုင်းပြည်စစ်ဘေးတဘာဝဘေးအနေနဲ့ကြုံရတိုင်းပြည်သူကိုငဲကွက်ရမယ့်အစားအာနာတီမဲကြီးကိုသာအားစိုက်ခဲ့ကြလိမ့်ရှိပါတယ်ဆရာနာရှင်ဟောင်းဦးသန်းရွှေလက်ထက်2008ခုနှစ်မေလ2ရက်နေ့မှာမြန်မာနိုင်ငံကိုအလို့ဆိုးရတဲ့နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်ခဲ့ပြီးလူပေါင်းသသိန်း3000ဝန်းကျင်သေဆုံးခဲ့ရပါတယ်ဒီဖြစ်စဉ်မှာလည်းစစ်တပ်ဟာကဲဆယ်ရေးထက်အာနာတီမဲကြီးကိုဥတီပြီးမေလ10ရက်နေ့မှာ2008ဖွဲ့စည်းပုံအခြေခံဥပဒေ လူမှုဆန္ဒခံယူပွဲကိုအတင်းအဓမ္မပြုလုပ်ခဲ့ပါတယ်။ဒါကြောင့်လက်ရှိအချိန်ထိစစ်တပ်ကလက်ဆွဲသုံးနေတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုနာဂိတ်ဖွဲ့စည်းပုံဆိုပြီးခေါ်ဝေါ်ကြတဲ့အထိဖြစ်ခဲ့ပါတယ်။လက်ရှိအာဏာသိမ်းကောင်းဆောင်ဘူဂျုံမူကြီးမင်းအောင်လှိုင်ဆိုရင်လည်း2023ခုနှစ်မေလကရခိုင်ပြည်နယ်ကိုမူကောင်မုံတိုင်းကြီးတိုက်ခိုက်တုံးမဲ့အချိန်မှာမုံတိုင်းနဲ့ပတ်သက်ပြီးအစည်းအဝေးတွေနဲ့အလုံးရှုံနေရမယ့်အစားရှမ်းပြည်နယ်အရှေ့ပိုင်းကျိုင်းတုံမြို့ကိုပြေးပြီးဖျားထိတဲ့ရေရာချင်းနေရာကြောင့် မယောင်ရာစီလူသူဖြစ်ဝေဖန်ခံခဲ့ရပါတယ်။2024ခုနှစ်တည်းမှာလူပေါင်းရာချီအသက်ဆုံးရှုံးခဲ့ရတဲ့ယာဂိမှုန်တိုင်းတင့်ချိန်မှာလဲစစ်ကောင်စီရုံးနေအခြေဆိုင်တဲ့နေပြည်တော်ကောင်စီနေမျိုးကိုတော့ထိထိရောက်ရောက်မကူညီနိုင်လို့ခိုင်နှင်းဝင်တဲ့ဖြူဖြူထွေးကယ်လို့စစ်ကောင်ဆောင်အသက်ရှူချောင်သွားရတယ်ဆိုပြီးပြောခံရတဲ့အထိဖြစ်ခဲ့ပါတယ်။ဒါရိုက်တာမကသေးပါဘူးသူကိုယ်တိုင်ဦးဆောင်နေတဲ့စစ်တပ်ရဲ့အရှိတ်မြောက်တိုင်းစစ်ဌာနချုပ်ရာမခနဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နာပါခါတို့မရှုမလကြာရှုံးနေချိန်မှာလဲပွဲတက်လက်ကုတ်တီးနေလို့တက်တောက်ခံသူတွေရဲ့ဝေဖန်မှုတွေလည်းခံခဲ့ရပါတယ်ဒီမှာတက်ကအကုန်လုတ်ပြပါမယ်ဘာမှစိတ်မပူနဲ့အကုန်လုတ်ပြလက်ရှိငလင်ဘေးမှာလည်းမြေပြင်မှာလက်တွေ့ထိထိရောက်ရောက်မကူညီပဲဝါရဖြန့်ချီရေလှုပ်ဆောင်နေတယ်ဆိုပြီးရှေ့ထွက်သရုပ်ဆောင်အဖြစ်စစ်ကောင်စီဝန်ထမ်းတွေကပါ ပြန်ဝေဖန်နေကြတာဖြစ်ပါတယ် လိတ်ခါအကုန်လုံးဆုံးဖြည့်ဆောင်ဘူးเนาะအဲ့ဒါဒီမှာနိုင်ငံကဘာမှကဲသေးဘူးဟာမရှိဘူးဘာမှမရှိဘူးသူများနိုင်ငံလာကဲမှာဘူးဒီလောက်သားရံဘာသာသားရံဘို့သူကတနတ်ဝင်ဖို့ပဲမဆန်ကြည့်ဒီကဘုံဒီဘုံတော့ပြလိုက်ပြီစီးရင်အများကြီးနော်စီးရင်လည်းဝမ်းသာတယ်